ပဲ့လိုက်မှာပေါ့နော်ဒီမှာဆိုရင်အဲဒါ quiz ကိုပြောတာသူအကောင်လုံးမြန်မာလိုရေးပေးထားမှာမဟုတ်ဘူးနော်ဒါဗဟေဒီကိုဝင်လိုက်မယ် okay quiz လဲတော့ပေါ့ဒီမှာဆိုလို့ရှိရင်နောက်ဆုံးရည်ဆက်လာရဲကဒါဖြစ်ပါတယ်ဒီတိုင်းဒီတိုင်းတွက်ပါဆိုပြီးတော့အဲကိုကတခုခုနှိပ်ပေါ့နော်တခုခုနှိပ်ပြီးအမ hint နေပါလေဒီမှာ hint နေပါရင်တောင်းလို့ရရပေါ့နော်တွက်ချက်နည်းကိုတတိယပါပါညာအဲ့လိုမျိုးလေးပါတောင်းလို့ရအောင်မတခုတည်းနေမယ်နော်အဲ့လိုမျိုးလေးလိုက်မယ်အဲဒါဆိုရင်မှန်ရင်မှန်တယ်မှားရင်မှားတယ်ဒီမှာဆိုရင်ရှင်းအောင်ရှင်းပြထားကြည့်လိုက်နော်အဲ၃ရက်၃လနောက်ပြီး9ရက်ပေါင်းတယ်နောက်တစ်ခုက အီဖြေဒီဘာဖြစ်လို့မားပါဒီတော်တော်မိုက်တယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်လည်းဘလက်ခဏာတွေကဘာတွေလဲအာဒါတော့ quiz ပေါ့နော် quiz ရပြီနောက်တစ်ခုကကြည့်မယ်နောက်တစ်ခုကဒါ flash card ကိုကြည့်လိုက်မယ် flash card ဆိုကြမျိုးဆို flash card application တကို recommend လုပ်ပေးဘူးတယ် quizlet လို့ခေါ်တယ်ဒီလိုမျိုးပဲဒါကကျတော့သူကဆိုအရင်ကထုတ်ပေးတာပေါ့နော်ဒီမှာဆိုလို့ရှိရင်အပိုင်း block ခွဲချထားတာလဲခုနပြောတဲ့၃ခုခွဲချထားပါတယ်ဒီလိုမျိုးလေးပေါ့နော် cut ဆိုတဲ့အတိုင်းပဲဟိုဘက်ဒီဘက်လေးလှည့်နေတာပေါ့နော်ဒါပြီးလို့ရှိရင်ကိုယ်ကဒီမှာ explain မှနေလို့ရသေးတယ်ကြည့်လိုက် မဲ့သူကမေးခွန်းလေးပေးထားတယ်အဲ့ဒီမေးခွန်းကိုအဖြေလဲသိချင်တယ် explain လုပ်ပြပါစေ။ explain လုပ်ပြတယ်။ကိုနားမလည်စရာအကြောင်းမရှိတော့ဘူးကွာ။ကိုရဲ့ study guide ဆိုတာထက်တောင်းပို့ပို့တဲ့အနေထားမှာရှိတယ်ပေါ့နော်။အဲ့ဆိုရင်နောက်တစ်ခွက်ကြည့်မယ်။ဒါ study guide ခုန report ကနေထုတ်လိုက်တဲ့ဟာပေါ့နော်။အဲဒီမှာဟော study guide လေးရလိုက်။အဖြေတို့မေးခွန်းများရတယ်။မေးခွန်းဆယ်ဖို့အဖြေပါတဲ့။အဖြေလောရတဲ့။ဟောတော်တော်မိုက်တယ်။ဒီမှာစာရေးစာကုန်းပုံစံမေးခွန်းများရတယ်။အကုန်လုံးရေးထားတယ်။ဒီမှာဆိုလို့ကြည့်ပါ note တွေထုတ်ပေးထားတဲ့။ဟုတ်ပါအဓိကဝေါ်ဟာတာမျိုးရှင်းလင်းချက်ဆိုပြီးတော့လေ။ နောက်တစ်ခုကအဲ့ဆိုရင်ခဏမိုင်းမက်လေးပြပေးသွားပြီ flash card ပြပေးပြီ quiz ပြပေးပြီ report ပြပေးပြီဒီလိုပြောတဲ့အတိုင်းပဲပေါ့နော် audio နဲ့ video ကတော့ကြာတယ်ဒီမှာဆိုလို့ရှိရင်နှစ်ခုအကြာကြီးတော့စောင့်အောင်ပဲပေါ့နော်စောင့်နေနေနေမျိုးဆိုအရင်ထုတ်ထားတဲ့ဟာတကူနမူနာပြလိုက်ပါမယ်ဒီမှာဆိုမျိုးဆိုဒီတွေးတို့ယောဂါကိုထုတ်ထားတာပေါ့နော်တွေးတို့ယောဂါရဲ့ video နဲ့ audio ထုတ်ထားတယ် audio တစ်ချက်ချင်းကြည့်ပါ ော်တော်များများရင်းနှီးပြီးတာဖြစ်နိုင်တယ်။ဒါပေမဲ့သူ့ရဲ့အရေးပါပုံကိုတေချာနားတယ်ဖို့လိုအပ်တဲ့သွေးတိုးယောဂ hypertension အကြောင်းပါပြန်စား तू อ่ะဒီမှာကြားတဲ့အတိုင်းပဲပေါ့နော်အဲတိုင်းသားလေးတဲ့တော့ပောက်တယ်ဒီလိုမျိုးလေးပြောပြီးရပေါ့နော်နောက်ခုကဗီဒီယိုပြောပြမယ်နော်ဗီဒီယိုကြည့်မယ်မဆိုဆိုလို့ရှိရင်ဘာမှမလုပ်ထားဘူး slide လေးတစ်ခုပဲထည့်လိုက်တာဗီဒီယိုတစ်ခုလုံးထုတ်ပေးလာပါဒီနေ့အတူတူလေးလာတော့မယ်ထန်နေဆက်လိုက်ကြပါဘူးရှိပါတယ်အပေါ်ကနန်နဲ့အော်ဂနန်ကမ မျိုးစားနှမျိုးရှိပါတယ် primary hypertension ဆိုတာကသွေးတုန်းလူနာ10ယောက်မှာကိုဒါပေမဲ့သတင်းကောင်းကတော့သွေးထိုးရောဂါကိုထိန်းချုပ်လို့ရတယ်စီမံခန့်ခွဲလို့ရတယ်ဆိုတာပါပဲတနည်းကိုမိနစ်30တစ်ပတ်ကိုအနည်းဆုံး5ရက်ပုံမှန်လေ့ကျင့်တာလုပ်ဖို့ပါပဲသွေးပေါင်ချိန်ကိုကုသတဲ့နေရာမှာပန်းတိုင်ထားရမယ့်ပန်းတိုင်ကသွေးပေါင်အရမ်းမိုက်တယ်နော်ဒီ ဗီဒီယိုတစ်ခုလုံးကိုသူထုတ်ပေးသွားတာသူ slide သူပြပပြီးတော့အဲ့တော့ကိုကအင်္ဂလိပ်စာ file တစ်ခုကိုကိုနားမလည်ဘူးမလားဒီထဲကိုထည့်လိုက်ပြီးတော့ output language ကိုမြန်မာလိုရေးပြီးတော့မြန်မာလိုနားလည်အောင်လုပ်လို့ရပြီပြီးလို့ရှိရင်ဘာနားမလည်ဘူးလဲဒီမှာမေးထပ်ပြီးမေးလို့ရတယ်ဘယ်နေရာလေးကိုနားမလည်လို့ပါဆိုပြီးတော့မြန်မာလိုပဲမေးအကုန်ရတယ်ပေါ့နော်အဲ့အဲ့ဆိုရင်ခုနမျိုးထုတ်ထားလေးရပြီလားတော့ကြည့်လိုက်မယ်နော်ခုနဒီကိုဝင်ဆောင်တော့ ਨੇ ပတ်သက်ပြီးတော့ထုတ်ထားလေးရှိတယ်အဲ့မရသေးဘူးကြားကြသေးတယ်နော်အဲ့ဆိုရင်ဗီဒီယိုပြီးမှပြန်ပြီးတော့ record လုပ်ပြီးတော့ပြပါမယ် ုနထုတ်ခဲ့တဲ့ audio နဲ့ video မှာ audio ဒီကတော့ရရကြပြီပေါ့နော်။သူကတော့3-4မိနစ်ပဲအတန်းမြင့်ကြတယ်။ video ကတော့ ီဆိုလိုင်းမကောင်းတော့လည်းတော်တော်ကြာတယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုထက်ဒီအော်ဒီယိုပဲအသုံးများမှာပါဗီဒီယိုကကျတော့မီဆိုနမူနာနေလို့ပြလိုက်တာပါဒါပေမဲ့စမ်းသုံးကြည့်ခြင်းလို့ရှိရင်တော့သုံးကြည့်လို့ရအောင်တော့လုပ်ကြည့်ပါဒါပေမဲ့ဒါကိုထုတ်ထားပြီးတော့တခြားတစ်ခုခုကိုလုပ်ပြီးမှဒါကိုပြန်လာကြည့်တာပို့ပြီးအချိန် saving ဖြစ်တယ်ပေါ့နော်မဟုတ်လို့ရှိရင်ဗီဒီယိုစောင့်နေရတဲ့ကြာသားနိုင်တယ်ဒီဗီဒီယိုကတော့ तू က site တစ်ခုချင်းစီရောအတန်နေရောထည့်နေရမို့လို့တော်တော်လေးကိုကြားတယ်ဒါပေမဲ့ကိုအသုံးလို့ရဆိုရင်တော့ဒီ video future ကိုအသုံးကြည့်ပါဒါပေမဲ့မီဆိုတို့က podcast လိုမျိုး ဒီ audio file ဝင်နားထောင်တာများမှာဖြစ်တဲ့အတွက်ဒီ audio လေးကိုပဲထုတ်ပြလိုက်ပါမယ်။အဲဒါဒီ audio အသံလေးကိုတစ်ချက်နှောင်းကြည့်မယ်နော်။အဲ့ဒီတော့ ultrasound နဲ့မှ clip ကြီးလေးမြင်ရပြီ။ဒါမှမဟုတ်နှလုံးခုန်တန်ကြားရပြီဆိုရင်တော့သိကြပြီပေါ့နော်။မျိုးရိုးလိုက်တဲ့ယောဂါတွေရှိသလား။ဥပမာ စီချိုတွေးတို့ ဒါကတော့ဒီသူပေးထားတဲ့6ခုကို effective ဖြစ်ဖြစ်အသုံးချတဲ့နီကိုမိဆို tutorial လောက်ပြတာပါ tutorial လေးကိုလိုက်ကြည့်ပြီးကိုယ့်ရဲ့ laptop မှာကိုယ့်ရဲ့ phone မှာဒီ notebook အလံကိုဆက်ပြီးတော့တုံးကြည့်ကြပါတုံးပြီးသွားလို့ဘယ် futures လေးကိုတော့ကိုယ်ကသဘောအကျဆုံးလဲဆိုတာကို comment မှာဆွေးနွေးသားလို့ရပါတယ်နောက်ထပ်နောက်ထပ်ဒီလိုမျိုးအသုံးဝင်တဲ့ tips တွေနဲ့အတူတူပြန်လာခဲ့ပါမယ်မိဆိုရဲ့ page မှာဒီလိုမျိုး AI tips တွေကိုအမြဲတမ်းတင်ပေးမှာမို့လို့ page မှာလိုက်ကြည့်လို့ရပါတယ်ဘိုင်ဘိုင်ပါ